ဟယ်လိုမင်္ဂလာပါဆရာဆရာကြီးပါအဲ့တော့ပြန်တွေ့ပြီပေါ့နော်အလုပ်ပြည့်နေကြအဲဒီ region အတိုင်းပဲပေါ့နော်နောက်လာအတွက်ပေါ့နော်ဒါ region လေး general region လေးလုပ်ပေးထားတာတစ်ဖက်ဆိုနဲ့ကိုနဲ့နောက်လာတဲ့မှာဘယ်လိုရှိနေစဖြစ်မလဲဒါ separation ဖြစ်နေသူဆိုရင်နောက်လာတဲ့မှာဆက်သွယ်ပြန်ရမလားအဲဒါမှမဟုတ်เนาะအဒီအလောက်ကကြီးပေါ့အတွက်ကိုကဘာဖြစ်မလဲအဲ general region ပေါ့နော်နောက်လာအတွက် န်နရီ region လေးကိုဒါကြည့်ပေးသွားမယ်အဲဇာမန်ဒါရီ region နဲ့အတိုင်းဒါကြည့်ဖို့ရှာမှာပါအမြဲပြောနေကြဒီ region ကကိုအတွက်လို့ယူဆထားရင်တကယ်ကိုအတွက်ပဲနော်အဲဒီ region ကကောင်းတဲ့ဒါ positive energy ရှိရင် positive energy ကိုယူလိုက် negative energy ကိုထားလိုက်ဟုတ်ပြီနော်ကြည့်အဲ့တော့ဒါဒီ region လေးကိုစိတ်အေးအေးထားပြီး lavender နဲ့အတူကြီးလိုက်ကြရအောင်ထောက်ဆက်အတိုင်း message တွေရအောင်ပါမှာပေါ့နော် ကဲဒါဘာကစ်တင်ရှက်ဖက်မလုပ်တာကြည့်ဘူးဒါရှက်ဖက်လုပ်ပြီးတော့ကြာရခံတိုင်းပြောပြပါเนาะအဲ့တော့အရင်ဆုံး chart ထက်လေးနဲ့ကြည့်ကြည့်ရအောင်เนาะဒါဒါကြည့်ပေးမဲ့တက်ကလေးပေါ့เนาะရွေးထားရှက်ဖက်တော့ဒီဟုတ်ကဲ့အဲ့တော့ကိုယ်အနေနဲ့เนาะခုနလပိုင်းထဲမှာအားစားဖြစ်မယ်เนาะခုနလပိုင်းထဲမှာကိုယ်အတွက်ကံကောင်းခြင်းတွေရောက်လာဖို့ရှိမလား တစ်ဖက်သူနဲ့တော့နော်အဆက်ကြပြန်ရမလားတစ်ဖက်သူနဲ့အခုလက်ရှိရည်စားချက်နေတဲ့သူဆိုလည်းတစ်ဖက်သူနဲ့ပါဆက်ဖြစ်မလဲโอเคဒီရေကြီးကြီးနေသူလေးနဲ့တစ်ဖက်သူနဲ့ခုနလပိုင်းမှာပါဆက်ဖြစ်မလဲနိုင်အောင်ဖန်တီကေโอเคအဲ့တော့ဒါ ကိုစီကိုပြည့်ပြည့်တသားနဲ့ပြန်ရောက်လာမှာမျိုးပေါ့နော်အဲကိုစီကိုအဆက်အသွယ်တစ်ခုရလာတတ်တယ် commitment တစ်ခုရလာတတ်တယ်နော် maybe ကိုကနော်ဒီ saturation အခြေအနေထဲမှာရှိနေတဲ့သူဆိုရင်တဖက်သူစီကလိုချင်တဲ့ commitment တစ်ခု proposal တစ်ခုရလာဖို့ရှိရဲ့ဒါမှမဟုတ်ကိုနဲ့တဖက်သူနဲ့ separation ဖြစ်နေရဆိုရင်တဖက်သူစီကအဆက်အသွယ်ရလာနိုင်မယ်အပြည့်ပြတ်တတ်တာဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်နဲ့အတူမင်းစီကိုရောက်လာမှာနော် ဆက်သွယ်ရမှာအဲ့တော့ကိုလက်ရှိဘေးနားကချစ်သူနဲ့လည်းအဆင်ပြေမှာပါနော်ကို့စီဟိုဒါလက်ဆောင်ကိုပေးရမျိုးကို့ဘောကောင်းကောင်းဆက်ဆံလာတာမျိုးကို့ဘောပြန်ပြီးမျိုးထွေးလာတာမျိုးရှိခိုင်းမယ်အဲ့ခဏလာပါရင်အဖွင့်လေးရနေမှနေပေါ့နော်ခွင်းတော့ကက်စ်โอเคအဲ့တော့ဒီရဲမှာเนาะမင်းကအချစ်လက်ခံရမယ်တစ်ဖက်သူစီကတစ်ဖက်သူစီကနေချစ်ရှင်မြတ်တာကိုလည်းရမယ်เนาะဒါပြီးတော့ဒါကုကုကိုလည်းပေါ့เนาะ ဆက်လက်ပို့ရှိရမယ်ဟင်းဟီလင်းနဲ့လုံနိုင်မှာပေါ့နော်ဟီလင်းနဲ့လုံနိုင်မယ်ကိုယ်အနေနဲ့ဘာမှကြောက်စိတ်တွေမရှိဘဲနဲ့အချိန်ရင်းမှာကိုယ့်ရဲ့အချိန် journey မှာရှောက်လန်းနိုင်မယ်။လုံကြည်ချက်အပြည့်နဲ့ပေါ့နော်။အဲဆိုတော့ဒါ energy လေးကတော့ကောင်းတယ်။မင်းရဲ့ energy လည်းဒီဒီခုနလပိုင်းတည်းမှာနော် energy လေးကညင်နေမယ်။ကိုယ့်ကိုယ့်ကိုယ်ပဲချစ်တတ်နေမယ်။ဆက်လက်အားကောင်းလာမယ်။ set focus ကောင်းလာမယ်။ เนาะဒီလိုမျိုး self self focus အကောင့်နေလို့တစ်ခါသူကပြန်လာသူရဲ့ energy သဘောတရားအရာပေါ့เนาะညောမဆိုးပေါ့ပြောရမှာเนาะ the emperor ဟုတ် tower key tower two way five way okay ညောဒါ target ရအောင်လောက်ပဲဆွဲလိုက်မယ်ဆိုတော့တစ်ခါသူကเนาะ ဖတ်သူကမင်းစီပြလာဖို့ရှိတယ်။အဲဒါပေမဲ့နှစ်ယောက်ကြာမှာဒီမာနာတစ်ခုကြောင့်ပေါ့နော်သူ့ရဲ့မာနာတစ်ခုကြောင့်အပြောင်းလဲလိတော့ကြောင်းရတဲ့။အပြောင်းလဲလိရံပြစ်စကားများရတာလေးပေါ့နော်။ဆိုတော့ဒါတာဝန်ထားတဲ့အခြေအနေ၃ခုပေါ်မှာမူတည်ပြီးဟောပေးသွားမယ်။အဲ့တော့ situation ship အခြေအနေအနေထားတစ်ခုမှာပေါ့နော်။အဲ့လိုလူဒီတွေဒီထဲမှာကြည့်နေဆိုရင်ကိုယ့်ရဲ့တစ်ဖက်သူနဲ့ကိုယ်နဲ့ပေါ့နော်။မျောလင့်မထားဘဲနဲ့တစ်ဖက်သူကကိုယ့်ကိုမင်းမတစ်ခုလည်းပေးပြီးဒါမဲ့ပေါ့နော်။ရုပ်တရက်ကြီး ကိုယ်နဲ့အဆင်ကတော့အမျိုးเนาะဒါ relationship မှာဆိုရင်လည်းဒါလအစပိုင်းမှာအဆင်ပြေနေပြီးတော့လအဆုံးပိုင်းမှာ ဒါနည်းနည်းလေးကတောက်ကဆာဖြစ်ရမျိုးလေးကျောင်းတက်တယ်နော်ကတောက်ကဆာလေးကျောင်းတက်တယ်ဘာဘာပြောရလဲဆိုဒီမှာဒီ501ဒါစိတ်မရှိဘူးဒါဒီရေဒီယိုကြည့်နေတဲ့သူကိုယ်တိုင်လည်းစိတ်မရှိဘူးအဲဘယ်လိုပြောမလဲအတွေးများနေရဆိုတာထက်ဒါစိတ်ကဆက်နေမဲ့ကာလာတခုကိုဒလိုလေးလာပြောလိုက်တာနဲ့မကြိုက်ဘူးเนาะဒါကိုကရန်ရှာနေခြင်းနဲ့ရန်လိုနေတဲ့စိတ်တခုဒီရီကိုကြည့်နေတဲ့သူတွေကဖြစ်နေမှာเนาะဆိုတော့ ါနမဲလေးရောဒါကိုအတွက်ကိုအတွေ့အကြုံကိုပူလောင်နေတဲ့ကာလတစ်ခုတော့ဖြစ်တတ်တယ်အဲနည်းနည်းနှစ်ယောက်ကြောင်းမှာအပြောင်းအလဲလေးရောရှိနိုင်မယ်ဒါအဆက်ဆိုင်ချင်းမှာသူကကိုစီကိုပြက်သားတဲ့စိတ်တစ်ခုနဲ့ပြန်လာပေမဲ့မင်းရဲ့နော်စိတ်မရှိမှုတွေကြောင့်နော်စိတ်ဆက်နေမှုတွေကြောင့်တစ်ဖက်သူကမာနနဲ့ပြန်တင်းခံတတ်တယ်အဲအဲ့ဒါလေးရောမြင်တယ်နှစ်ယောက်ကြောင်းမှာအပြောင်းလေးလေးရောမြင်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့တစ်ဖက်သူမေယောပိုင်ပြောရှင်းနေတယ်တစ်ဖက်သူရဲ့ပြောရှင်းနေစကားလေးကြည့်လိုက်ကြရအောင် အော်နီယိုတဖက်သူပြောချင်တဲ့စကားမသိသေးခဲ့အလောက်ကန်စီဝါရဲ့အတွက်ကြည့်ချင်တယ်အမင်းရဲ့အလောက်ကန်စီဝါရဲ့ရောခုနလပိုင်းနဲ့မှဘလိုမျိုးဖြစ်လာမလဲဒီကြားတခုကတော့ခုနလပိုင်းမှာအပြောင်းအလဲလေးရောကြုံရမှာဒီ tower moment ကြာထားတယ်အဲ့တော့အဲ့နည်းနည်းမထင်မှတ်ထားတဲ့အပြောင်းလဲလေးရောကြုံရတတ်တယ်နော်ကောင်းတော့ပြောင်းလဲဖြစ်ဖြစ်စိုးတော့အပြောင်းလဲဖြစ်ဖြစ်ကိုကစက်ခဲယူဖို့နော်ဆုံးဖြတ်ထားပါ နိုင်ရောဆော့အဲ့တော့အလောက်ကင်ဘာပဲလည်းနဲ့ pressure ပြတတ်တယ်တို့ရင်တော့ကရောက်တတ်တယ်အလောက်ကနေပတ်သက်ပြီးတော့တော့အလောက်ကလူတွေနဲ့အဆင်မပြေရစကားများတာမျိုးလေးရောဖြစ်တတ်တယ်။နောက် maybe အထက်လူကြီးကကိုယ်ငောက်လိုက်တာမျိုးဆူလိုက်တာမျိုးအဲ့အရာမျိုးလေးရောကြုံရနိုင်မယ်ခုနလပိုင်းထဲမှာ is all caps okay အဲ့တော့ဒါခုနလပိုင်းထဲမှာအလောက်လျှောက်ထားတာနိုင်ငံသားသွားဖို့ဖြစ်စင်ရဲ့သူတွေပါရင်နိုင်ငံသားလည်းသွားဖြစ်မယ်နိုင်ငံသားအလောက်လည်းရလိမ့်မယ်ကိုကအလောက်လျှောက်ထားတဲ့ သူတွေဆိုရင်အလုပ်ရဖို့ရတယ်အလုပ်တစ်ခုအဲကုပြောင်းရတတ်တယ်เนาะအဲ့ဒီလို့ဆဆချင်းလုတ်တဲ့လုတ်အလုပ်မှာပဲကို့အနေနဲ့ဒါနဲ့ပဝင်းချင်းအတင်းနဲ့မိတ်ဆက်ရလို့ပေါ့เนาะ next trap ဖြစ်နေတဲ့ပုံစံမျိုးလေးရောမြင်တယ်အဲ့တော့ဒါဒီဒီကက်ချာထားတော့အလုပ်ကင်ပါရောတခြားဘောက်အောင်မြင်ပါပါခုနလပိုင်းထဲမှာအလုပ်ကဒါအချီရောအလုတ်ကအကောင်းနဲ့အဆိုးနဲ့တွန်တွဲနေတယ်။အဲ့တော့အလုတ်ကတော့အောင်မြင်မယ်။ဒါပေမဲ့နည်းနည်းပေါ့နော်။ကိုကအလုတ်အစ်စ်မှာနည်းနည်းလေး

ဒီပဝင်းချင်းအတန်းနဲ့ကွာဆက်ဆံရအောင်ဆိုတော့လေအဲ့အဲ့အရာမှပေါ့နည်းနည်းလေးရွှတ်ဖြစ်တတ်တယ်သူရဲ့ work flow တွေကိုကတေချာလေးမသိသေးလို့ပေါ့နော်ဒီအရာတွေနည်းနည်းကျင့်သားရအောင်လို့ကိုကနည်းနည်းလေးတော့စူးစမ်းအထောက်ရမယ်ဒါပေမဲ့အစုံမှအောင်မြင်မယ်လို့ပြောပြတယ်အဲ့တော့မပူပါနဲ့ဒါအလုတ်ကင်လည်းအောင်မြင်မဲ့ထဲတော့ပါတယ်အစီအပြင်မဲ့ထဲတော့ပါတယ်ငွေကြီးပိုင်းအနေနဲ့ကတော့ဒါသူ့အတူဝင်ကြရှိရဝင်ပြီးထွက်ကြရှိရထွက်နိုင်မယ်ခုနလပိုင်းကမှငွေအစုလိုက်အပြုံလိုက်ဝင်လာမျိုးတော့တော်တော် မမြင်သေးဘူးရှင်အဲခုနအဲ့ရလေးဆက်ပြောမယ်အဲ့တော့တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့အဲအဲတစ်ဖက်သူကကိုပိုင်ပေါ်ရှင်နေလဲပေါ့နော်အဲ့တော့ဒီ laboratory ကတ်တွေရှက်ဖက်လုပ်နေတဲ့အချိန်အတော်တွေမှာအဲဒါဒီ video ကြည့်နေတဲ့သူလေးတွေကကိုရဲ့တစ်ဖက်သူကိုအယုံစိုက်ပြီးတော့တွေးဟပါနော်အဲ့ဆိုသူဘက်ကပြောနေတဲ့စကားတွေတကယ်ပြောရှင်နေတဲ့စကားတွေတကယ်ကြားသိရနိုင်မယ်ဟုတ်ရဲ့ရောစေရီထားပြီးတော့ကြည့်လိုက်ကြရအောင်။ဆက်ဆွဲပြီနော်။ ့ဩငမင်းကိုနာကျင်အောင်လုပ်ခဲ့မိရဲ့အတွက်နော်နာကျင်အောင်လုပ်ခဲ့မိရရဲ့အတွက်နော်ငါတည်ရဲ့မင်းငါ့ဆောင်နာကျင်စီရကိုလည်းငါတည်ရဲ့အဲ့မင်းကိုနာကျင်အောင်လုပ်ခဲ့မိရရဲ့အတွက်လည်းငါတောင်းပန်တယ်နော်မင်းကငါမိုးဖော်လုပ်တယ်မင်းစီရနဲ့ငါယုံထွက်တယ်ဒါပေမဲ့မင်းကလုံးဝမင်းစီရနဲ့ငါလုံးဝယုံထွက်လို့မရဘူးနော်ဒါမွေးစေလို့ပဲမင်းမင်းကငါ့အတွက်အရင်ဆွဲလန်းစေတဲ့အရာတစ်ခုပေါ့နော်ဒီချိန်မှာတော့ငါနည်းနည်းလမ်းပြောင်းနေတယ် ဘာလို့အမှန်လဲမသိဘူးအမေကအရင်ချက်ပါတယ်ဒီစကားလေးအရင်တိပဲရှိရင်တော့ I love you unconditionally ဆိုတော့အမေကိုဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲရောက်ရောက်ဘယ်အချိန်မှရှိရှိမင်းကိုအမြဲတမ်းချစ်နေတာနော်ရင်ချက်မရှိလို့ချင်နေဆိုရအတိတ်ပဲလေအဲ့တော့ကိုယ့်ရဲ့တစ်ဖက်သူကိုတွေးနေတစ်ဖက်သူကနော်မင်းသူ့ကြောင့်နာကျင်ရနေပတ်သက်ပြီးလဲသူနည်းနည်းနောင်လာရနေရဲ့ အမင်းကိုလည်းမမေ့နိုင်ဘူးမင်းကိုလည်းမပြတ်နိုင်ဘူးအဲ့လိုပုံစံမျိုးလေမင်းကိုဆွဲလန်းနေရဆိုရဲပုံစံမျိုးဒီချိန်မှာသူနည်းနည်းရောလမ်းပြောင်းနေတယ်ဆုံးဖြတ်ရခက်နေရမျိုးတော့ဘယ်လန်းကိုလာမှန်းမသိတာမျိုးလေးနည်းနည်းရောလမ်းပြောင်းနေရ loss ဖြစ်နေရပါတော့ဒါပေမဲ့တခြားတစ်ခုကတော့မင်းကိုချွင်ချက်မရှိဖြစ်ပါတယ်တဲ့อืมမကြော်တင်းတဲ့စီတစ်ခုကြော်ခဲ့မိရဲ့အတွက်လည်းเนาะ အဲ့အရာတွေနည်းနည်းပြန်ပြင်ဆင်ခြင်းနေပေါ့နော်။အဒီတိုင်းလေးထိုင်ကောင်းတာငါကြော်လိုက်တဲ့စီကြောင့်လိုမျိုးကြီးဖြစ်သွားတာ။အော်ဒီမှာလာအဲ့လိုပြော။အဲဆိုတဖက်သူရဲ့ energy feeling အရာပေါ့နော်။ဒါမင်းတို့ကသူကချစ်တယ်။ဒါပေမဲ့မင်းနဲ့ပတ်သက်ပြီးတော့ဒါသူမကောင်းခဲ့တဲ့အပိုင်းတွေသူတည်ရပေါ့နော်။အဲ့တော့နည်းနည်းလေး အဲနည်းနည်းလေးနောင်တအနေနဲ့အလစ်တဲလေးပေါ့နော်ရနေရမျိုးရှိတယ်ဒါပေမဲ့မင်းပုံမှာချစ်တဲ့အချစ်တွေကသူပြောင်းလဲသွားမှာတော့မဟုတ်ဘူးမင်းကိုသူကကောင်းကောင်းမဆက်ဆံပေးခဲ့ရလို့သူအနေနဲ့နောင်တရနေရရှိတယ်မင်းကြောင့်သူသူ့ကြောင့်မင်းနာကျင်ရရတယ်သူနည်းနည်းမကြိုက်တာပေါ့နော်သူသူ့ကိုသူလည်းအပြစ်ရှိနေလို့ခံစားရတယ်နော်အဲ့ဒါလေးပါပဲဖြစ်ပါတယ်လို့ပြောထားပါတယ်ရှင်ကဲတော့နှစ်ယောက်နော်အော်ကဲကဲလေးဆိုကြည့်အောင်နောက်ကြမှာပရိုဂရမ်ဆက်ဖြစ်လာမလဲခုနလပိုင်းထဲမှာ ဒီဗီဒီယိုကြည့်နေတဲ့လူလေးနဲ့တစ်ဖက်သူနဲ့ပါရင်ဆက်ဖြစ်လာမယ် Yes like this on your size Okay အဲ့တော့ကံတော့ member ပါတဲ့နော်အဲ့တော့အဆက်အသွယ်လိုချင်နေရဲ့အဲကံပြီးတော့ဥမာပေါ့နော်သူစီက reply လိုချင်တာတော့သူ block ဖြေအောင်လိုချင်တာတော့ဆိုရင် block လဲ block ဖြေလာလိမ့်မယ် reply လဲရလာလိမ့်မယ်ကံတော့ member ပါ ခဏလပိုင်းထဲမှာပြောင်းလဲလျောက်ဖြစ်မယ်အဲ့တော့ less ပဲအဲ့ less ပဲလောက်တာလေးเนาะထိရောက်နေမယ်တစ်ဖက်နဲ့ပတ်သက်ပြီးတော့နောက်ဒါ12ဖိတ်နေလောက်လို့မရအောင်เนาะချွင်းချက်တခြား connection တွေလောက်လို့ရပါတယ်အစီရင်လောက်ကြည့်ပါเนาะ supplement တွေတစ်ခုခုတော့မဟုတ်အဲအချစ်အေးမှာအချစ်လေးလောက်တဲ့အစီရင်တစ်ခုလောက်ကြည့်ပါအဲ့တော့ထူရှားပါလိမ့်မယ်ထူရှားမကန်လာတစ်ခုကအဲ့ဒီအချစ်လေးဒီ spare အကူညီရောက်ရောမင်းရဲ့ကန်ရောက်ရောเนาะမင်းလိုချင်တာလေမင်း ဖြစ်ရှင်လာဖြစ်မယ်ဆိုတဲ့ပုံစံမျိုးလွန်လာရအစီရင်ကြောင်းခဏခဏပြောဦးတယ်အစီရင်ကိုတော့ဒါမယုံကြည်ရတော့မဟုတ်ဘူးမကြိုက်တာလို့လောက်အောင်ဒီအစီရင်ကြောင်းဒီလိုမျိုးဖြစ်လာရဆိုရင်အရာမကြိုက်တာအဓိကကိုယ့်ရဲ့ယုံကြည်မှုကိုယ့်ရဲ့စိတ်ဆွဲရတော့ဘယ်ရမှာစောင်းမကြည့်ဘူးကိုယ့်ရဲ့ယုံကြည်မှုလောက်ပေါ့နော်ကိုယ့်ရဲ့ဒီစိတ်ဆွဲရတော့ဘယ်အရာမှာစောင်းအောင်မကြည့်ဘူးအဲ့တော့ ။လာမန်တော်ရဲ့အဲ့ဒီအရာကိုတိသွားလို့လာမန်တော်ရဲ့စီကိုအမြင်မေးအစီရဲ့လှုပ်ပေးတာပြက်လာအောင်လှုပ်ပေးလား။မလှုပ်ပေးဘူးပဲပြောရင်လှုပ်ပေးလို့လည်းရတယ်။နော်ဒါပေမဲ့မလှုပ်ပေးဘူး။အဲ့ဒီအရာကြောင့်ကြောင်လဲတော့မောင်မလို့ရှင်လို့နော်အဲဒါကြတော့တကယ်အချစ်အစစ်ဟုတ်ရှင်မဟုတ်မှာပေါ့နော်ဒါကိုအစီရင်လုပ်တယ်ဆိုတာလေကိုကလောဘစိတ်နဲ့ကိုရဲ့ဒါဆွဲလန်းစိတ်နဲ့ပြင်ခေါ်တာပဲတကယ်ချစ်ရှင်မြတ်တာမဟုတ်ဘူးနော်အစီရင်လုပ်တဲ့သူကလည်းတကယ်ချစ်ရှင်မြတ်တာ မစစ်ဘူးအစီရင်လုပ်ပေးရတူအစီရင်လုပ်ခံရတဲ့သူကလည်းမကောင်းဘူးနော်ဆိုတော့တတ်နိုင်သမျှအစီရင်တော့မလုပ်ကြပါနဲ့ကိုယ့်ရဲ့စိတ်ဆွမ်းအားကနော်ကိုယ့်ရဲ့ယုံကြည်မှုကပို့ပြီးတော့အစွမ်းထွက်ပါတယ်နော်အဲ့ဒါလေးကိုပဲပြောချင်တာကိုတင်က they want your money being used อืมဒီကကြီးကြာကျန်တော့ကျန်တယ်เนาะအဲ့တော့ဒါမင်းစီကိုတော့ငွေလိုချင်လို့ပြန်လာဆိုတာမျိုးကြီးဖြစ်နေရတဲ့ ဆိုတော့ဒါမင်းသူသူကငွေကြီးရငွေပါလာချီးရပေါ့နော်ကျွေးပါလာတော့ပြန်မပေးနဲ့အကျွေးတောင်းလည်းပြန်မပေးနဲ့တော့ကိုယ်အဲကိုကဒီဒီချိန်မှာကိုစီကိုပတ်စံနေလာချင်းလည်းမပေးနဲ့နော်နည်းနည်းကိုစီကငွေလိုချင်နေဆိုရင်ပုံစံမျိုးပြနေနော်အဲ့တော့အဲဒီထဲမှာအဲ့တစ်ဖက်သူရဲ့နော်ငွေကိုမတ်မောလို့အစီရင်ထုတ်တာမျိုးလည်းမလုပ်ဘူးနော်အဲ့အဲ့အရာကြီးဆိုရင်တော့ကံကောင်းမှမဟုတ်ဘူးနော် divorce အဲ့နှစ်ယောက်ကြာမှာတပ်ပါတီဝင်လာနိုင်တယ်အဲ့တပ်ပါတီရောက်ပြတ်သွားနိုင်တယ်ဒါကြီးရောဒီဟာဒီကြာတဲ့ကကကျဲလို့ပြီမာဂျူရီရှိုဂိတ်တော့ကဲအဲ့တော့မဒီမှာကြာထားအဲ့တော့ခုနဒီထားရကမှလည်းကြာသွားရောနော်မင်းတို့နှစ်ယောက်ကြာမှာအပြောင်းအလဲလေးမမျောလင့်ထားတဲ့အပြောင်းအလဲလေးရောဖြစ်မှာအဲ့ဒါဒါကိုနဲ့ကိုဘေးနာမှာရှိတဲ့သူပါတနာနဲ့ပေါ့နော် အပြောင်းလဲလျော်ဖြစ်မယ် EX နေတော့ဒါဖြစ်ပြီးသားသူတွေအတွက်ကတော့မဟုတ်ဘူး။နော်ဖြစ်ပြီးသားသူတွေအတွက်ကဒီဒီဘယ်ဘယ်ဒီကက်လေးဒီကက်လေးကဟောဖြစ်ပြီးသားသူတွေအတွက်ပိုကျမ်းမယ်။ဘာလို့ကျမ်းမှာလဲဆိုရင်အရင်က ရမာတွေပြန်ပေါ်တာမျိုးစိတ်တွေကြောက်ရဲဖြစ်တာမျိုးစိတ်တွေမရှိနေရစိတ်ဆက်နေရမျိုးတစ်ဖက်သူပဲအယံလွမ်းနေရမျိုးနော် confession တိုင်းမဖြစ်တာမျိုးတစ်ဖက်သူနဲ့ပတ်သက်ပြီးအယံတရားပြန်ပေါ်ပြီးပြန်ခံစားရတာမျိုးဒါ EH တွေဆိုရင်ဒီကနေ့အကျုံးဝင်မယ်ဒါအခုလက်ရှိတွဲနေရရေးသားရဆိုရင်ဒီကိုကိုစီကိုဒီတခြားအနောက်ရှက်ကဝင်လာပြီးတော့ပြတ်တက်တယ်မပြောနဲ့ထားပဲနဲ့အဲအဲ့ဒါလေးတော့ပြောချင်တာနော်အဲဆိုတော့ ဒီကက်လေးရောလည်းလောက်ပဲနော်ကြားရကက်လေးရောနည်းနည်းကျန်းသွားရင်လည်းလောက်ရောကက်ကြရပဲဟုတ်ပြီအဲ့တော့ကောင်းလာပဲယူပါမကောင်းနိုင်ပဲယူပါနဲ့နော်ဒီကအဝဲမခံတဲ့ဒီဝီလေးကြောင့်နော်ကိုယ်အတွက်ဒါကောင်းတဲ့ energy လေးကိုပဲ claim လုပ်ပါလို့ပြောရှင်တယ်ပါ Okay အဲ့တော့ ်ဘယ်လိုအရာတွေပဲကြုံလာရကြုံလာရယုံကြည်ခါယုံကြည်မှုတစ်ခုနဲ့ရှိဆက်အသိပြေတော်မှာနော်အဲ့တော့ခုနလာမတော်ပြောသလိုပဲဒီအစီအင်းနဲ့လောက်တာရာတိောက်ရှင်မှာကြည့်အောင်ပဲကိုယ့်ရဲ့စိတ်ဆွဲအကိုယ့်ရဲ့ယုံကြည်မှုကြီးအဲ့အရာတွေထပ်ပြီးအစွမ်းထပ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ကိုယ့်ရဲ့ relationship ကိုကိုကိုယ်ရာယုံကြည်မှုနဲ့ချက်တန်းသွားပါယုံကြည်မှုနဲ့တိဆောက်သွားပါအရာရာအဆင်ပြေသွားပါလိမ့်မယ်အဲ့တော့အခြေအမှမဟုတ်တခြားကိုယ့်ရဲ့အလောက်အကိုင်းတခြားကိုယ့်ရဲ့ ပေါ့နော်ဒါစီးပွားရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်ကိုယုံကြည်ထားကိုကဒီဒီနေရာတစ်ခုကိုရောက်အောင်သွားမယ်လို့သာယုံကြည်ထားရင်ကိုကိုယ်ကရောက်အောင်သွားမှာနော်ကိုကိုယ်ကစိတ်ကို strong ဖြစ်နေဖို့ပဲလိုအပ်တယ်နော်အဲ့တော့ဒါ general reading အနေနဲ့ဒါအချစ်ရရောဒါဥစားပေးကြည့်ပေးရပါတော့ခဏလာပိုင်းထဲမှာအဲ့တော့ တချို့အတွက်ကြောင့်ကောင်းလာရင်ပဲဖြစ်လာနိုင်တယ်တချို့တက်အတွက်ကြောင့်ခုနလပိုင်းကကိုယ်အတွက်လေးစင်နှမောင်းလိုပုံစံမျိုးမှုရဲကာလာတခုလည်းဖြစ်နိုင်တယ်ပေါ့နော်အဲဆိုတော့ဒါဘလို့အရာတွေပဲကြုံလာရကြုံလာရရရအလုံးကောင်းမှုဖြစ်လာတာလို့ပဲတွေးပြီးနောက်တစ်ခုကဒါဒီချိန်မှာကိုယ်စီမှာအဆိုးတွေကြုံနေရဆိုရင်တော့မှအကောင်းတွေရောက်လာမှာအကောင်းတွေရောက်လာဖို့အတွက်အဆိုးတွေကြုံပေးရအဲ့တော့လောကမှာအမှောင်နဲ့အလင်းအဆိုးနဲ့အကောင်းနော်ထွန်တွဲနေရအဲ့တော့ အမှောင်ပြီးသွားရင်အလင်းရောက်လာမှာပဲ။နော်အစိုးရဖြီးသွားရင်အကောင်းရောက်လာမှာပဲ။ဒါလောကရဲ့နေရာမှာတစ်ခု။ဒီတိုင်းပဲဒါတန်ဆရာရဲ့လဲနေရ။ဆိုတော့အဲ့ရအောင်မြင်တဲ့အောင်ကြည့်ပါ။စိုးနေတဲ့သူတွေတခြားလုံးစိုးတော့မှာမဟုတ်ဘူး။ဒါအခိုက်အတန့်လေးပဲ။ဆိုတော့ဘယ်အရာတွေပဲဂျုံလာဂျုံလာရဘလို့ situation ပဲရောက်ရောက်ကိုကကောင်းတာတွေပဲတွေ့လာပါ။ငါအတွက်ကောင်းတာတွေဖြစ်လာတော့မှာ။ဒါ universe ကငါ့ကိုသင်ငန်းစာရေးပေးပြီးတော့တင်နေရ။ဒီအရာကိုလည်း တကယ်ဒီကြုံနေရတဲ့အရာတွေတကယ်လို့မခံစားနိုင်ပါဘူးเนาะတကယ်ခဏပဲတကယ်လို့မခံစားနိုင်เนาะကိုယ်ခန္ဓာကိုယ်တော်ဒါဖြုတ်ကနေတည်သွားနိုင်တဲ့အချိန်မှာဒီကိုယ်စီမှာကြုံလာရတဲ့လောကဓာတ်တွေကိုအဟုတ်အစ်စ်အမှတ်ပြီးတော့ကိုယ်ကခံစားမနေနဲ့ရင်းနဲ့နင်းပြီးတော့ခံစားမနေနဲ့ဟိုကိုကပင်မရတာပဲအဖတ်တင်နေအဲ့တော့ဒါကြုံလာရတဲ့အရာပေါ်မှာအော်ဒါဖြစ်တင်လို့ဖြစ်လာရတာအပြည့်ရလက်လို့လာနော်အရာရာအလုံးတတ်မှတ်ထားပြီးသားမလို့ နော်တတ်မှတ်ထားပြီးသားအဲ့တတ်မှတ်ထားတဲ့အရာကြောက်လဲလို့မရနော်ကိုကွန်ထရိုးလို့လို့မရကိုကွန်ထရိုးလုပ်နိုင်တာကိုယ့်ရဲ့စိတ်ပဲရှိတယ်နော်အဲ့ရောခုနလပိုင်းထဲမှာကန်ကောင်းပါစေနော်အဓိကတော့ဒါနည်းနည်းလေးမာဂျူရီရီရီထိုဂိတ်တွေလည်းရှိနေတော့စိတ်တော့ပင်ပန်းပါပဲအဲ့တော့စိတ်ပင်ပန်းရင်လည်းဒါလာမာရဲ့ရီဒင်းနဲ့အမြင်နှာထောင်ပါအရရအလုံးကောင်းဖို့ဖြစ်လာရဲဆိုပြီးတော့သာတွေးပါနော်ဟုတ်ပြီနော်ကြည့်အဲ့တော့နောက်တစ်ခါရီဒင်းကိုတော့နည်းနည်းဒါ ရေမုန်ဖက်နဲ့ဒါဒီတိုင်းလေးမျက်နှာလေးကြည့်ပေးမယ်။နောက်တစ်ခါဒီလိုခုနလပိုင်းလက်လည်လောင်းလိုက်ထပ်လုပ်ပေးမယ်။နော်ဟုတ်ပြီနော်။ကဲအကျေစုများရေးတင်ပါရရှင်။အဆုံးထိနားထောင်ပြီးတော့ကောင်းတာတွေပဲယူပေးနော်။ဘိုင်ဘိုင်။